ိုက်တီးဟိုဖျားပေါ်မှာဒီလိုမျိုးလက်တလုံးလေးဝတ်ပြီးတော့တက်ခဲ့မိရတဲ့အတွက်အကုန်လုံးစိတ်နှောက်ရှက်ဖြစ်စီမိလို့အနုညွတ်တောင်းပန်ပါတယ်။တကယ်တော့ဒီလိုမျိုးဝတ်ပြီးတော့တက်တယ်ဆိုတာမဖြစ်သင့်ဘူးပေါ့နော်။ဒီလိုမျိုးအတိတ်တရားခေါင်းပါမိရတဲ့အတွက်ကြောင့်မလို့လေကိုယ့်ကိုယ်ကိုအယံမဲရှက်မိပါရဲ့ရှင်။ အားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင့်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ထုံးဖြူဖျားပုံမှာဆိုလို့ရှင်တော့ဒါသမီးကြီးစားလူပွဲဖြစ်နေရရှင့်မြင်လို့ရှုလို့မှလုံးဝမကောင်းပါဘူးရှင့်ဖျားရဲ့ရင်မြင်တော့မှနော်တယောက်နဲ့တယောက်နဲ့ကဒါလင်လူနေကြရတယ်ရှင့်ပြီးမှသွားလာနေရနော်ကလေးတငယ်တက်ကြီးရွယ်ဦးတွေရှိမယ် level တန်းတူတွေရှိမယ်နော်အဲ့ဒါတော့မှသူတို့တွေကဘသူ့မှာဂီယူမဆိုင်ဘူးနော်ဒါရန်ဖြစ်နေကြရရှင့်တော်လဲရှောက်ဖို့ကောင်းပါရဲ့ရှင့်ဖျားဘူးသွားလာနေတဲ့သူတွေကနော်သူတို့တွေကိုဝိုင်းပြီးတော့ကြည့်နေကြတာအော်ကြီးဟစ်ချေကိုဖြစ်နေကြ ြတာရှင်။လာကလုံးဝအစင်တန်းမရှိဘူးနော်။ဇယိုက်ဆန်ဆန်ကိုဖြစ်နေကြတာရှင်။ဒီဗျူဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါရရှင်။ ရာခေါင်းနဲ့ဖြစ်ရပေါ့နော်အမချစ်ချစ်ပါအောင်ဗျာအလောက်ထီတော်များလင်းရှားလားမသိဘူးနော်။ဘာမှယောက်ျားတွေဒီလောက်ပေါ်တော်နော်။လင်းအလောက်တော်များရှားနေလားမသိဘူးရှင်။ဖျားပုံမှာတော့နော်အဆက်အကျောက်မရှိပြောဆိုနေကြတာရှင်။ ိန်းကလေးတွေဖြစ်ပြီးတော့เนาะအလောက်ထီများလင်ငန်းရလာရှင်เนาะတော်တော်လေးရှောက်ဖို့ကောင်းပါရဲ့ရှင်မြန်မာမိန်းကလေးဖြစ်ပြီးတော့เนาะယဉ်ကျေးမှုမရှိလိုက်တာရှင်နောက်ထပ် view ဖိုင်မှာဆိုလို့ရှင်လဲเนาะဒီအမားတယောက်ကเนาะကြိုက်ဒီယိုးပေါ်ကိုအင်ကြီးလက်တလုံးနဲ့တတ်တယ်ဆိုပြီးတော့ဒါပြောလာတာရှင်တကယ်တော့ဒီအင်ကြီးကเนาะလက်တလုံးမဟုတ်ဘူးเนาะအသားကပ်ပါရဲ့ရှင်ဒါကိုသူပြန်ပြီးတော့ဖြေရှင်းလာတဲ့ view ဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင်ကြိုက်ဒီယိုဖျားပေါ်မှာဒီလိုမျိုးလက်တလုံးလေးဝတ်ပြီးတော့တတ်ခဲမိတဲ့အတွက်အကုန်လုံးစိတ်နှောက်ယှက်ဖြစ်စီမိလို့အနှူးညွန့်တောင်းပန်ပါတယ် တကယ်တော့ဒီလိုမျိုးဝစ်ပြီးတော့တက်တယ်ဆိုတာမဖြစ်သင့်ဘူးပေါ့နော်ဒီလိုမျိုးအတိတရားခေါင်းပါမိရဲ့အတွက်ကြောင့်မလို့လေကိုယ့်ကိုယ်ကိုအရမ်းပဲရှက်မိပါရဲ့ရှင်ဘာရှက်မလို့လဲ ôi ဟုတ်သားပဲတကယ်တော့အဲ့ဗီဒီယိုထဲမှာလေလက်တလုံးအောက်မှာလက်ရှိအသားကက်ကြီးရှိတယ်ရှင်တိလားအောက်ကဇာလည်းမဟုတ်ဘူးအထူသားကြီးဒီလိုမျိုးလဲပိတ်ဒီဒီတောင်မှပိတ်တယ်လက်ရှိသား လိုမျိုးဆွဲတာဆွဲလို့ရတယ်ပေါ့နော်အရန်အေးနေရလက်တလုံးညက်သွားဖို့လည်းဘလို့မှမဖြစ်နိုင်ဘူးအဲ့အတွက်ကြောင့်မလို့အောက်ကလက်ရှည်ကိုထားတယ်နောက်ပြီးတော့လည်းဖះပေါ်မှာဒီလိုမျိုးလုံးဝမဝတ်သင့်ဘူးဆိုတဲ့အခြေခံအတိတရားလေးတော့ရှိတာပေါ့ရှင်အဲ့အတွက်ကြောင့်မလို့အောက်ကလက်ရှည်လေးပါပါတယ်နောက်ပြီးတော့ဒီကုမတ်ထဲမှာလည်းတော်တော်များများကိုဖြည့်ရှင်းပြပေးထားပါတယ်ရှင်ဘလို့လဲဆိုတော့တဲသွားတဲ့အဝတ်ထုတ်ပေါ့နော် မိုးတွင်လည်းဖြစ်တယ်လှတာကိုလည်းကြည်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စွန့်စွန်စားစားသွားရတဲ့ခရီးလေးပေါ့ရှင်အဲ့တော့ကြောင့်မလို့အဝတ်တရားရေးဆိုကုန်ရောရေးဆိုကုန်တော့ဖျားပေါ်မှာဝတ်မဲဆိုတဲ့ဟာတွေရောဂျင်းမောင်းမိရှိတွေရောအကုန်လုံးဆိုကုန်တော့အဲ့ဒီခါဝင်တွေကနည်းနည်းပပလက်လက်လေးပေါ့အဲ့လိုဆိုတော့ဒါလေးကအဆင်ပြေတယ်ဆိုပြီးတော့မှဝတ်လိုက်တာသူကအရှိတ်ဘက်ကကြည့်တယ်ဆိုလို့ရှင်တော့ခြေသလုံးတဝက်ထိရှည်တယ်ပေါ့နော်ဂီဂီအရကကြတော့ငားပြီခွန်ဆိုတော့သိရမလားအဲ့လိုဆိုတော့အနောက်ဘက်ကတော့နည်းနည်းတိုးတယ်လို့ဖြစ်သွားတာပေါ့ဒါပေမဲ့လည်းသူကတကောက်ခွက်လောက်တော့ရောက်တယ်ပေါ့နော် ဲ့လိုပုံစံမျိုးလေးဖြစ်သွားတာပါဒါအသင့်တော်ဆုံးဖြစ်တာလေးကိုဝတ်လိုက်တာပေါ့နော်ရင်းမြင်တော်ပုံမှာလည်းဒီလိုမျိုးလက်တလုံးကြီးဝတ်ပြီးတော့မှလုံးဝလုံးဝမသွားခဲ့ပါဘူးအပြင်မှာဆိုလို့ရှိရင်လည်းကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့အယောင်ကအညိုရောင်ဘက်ကိုသွားတယ်ဒီကင်မရာထဲမှာကျတော့ lighting နေပါတယ်အဲ့လိုမျိုး edit တင်းဘာညာလုပ်လိုက်တာနဲ့ဆိုတော့သူကမသိလို့ရှိရင်အသားရောင်ကြီးဖြစ်သွားတော့အပြင်ကလူတွေကြည့်ရဆိုလို့ရှိရင်လည်းတဲတဲကွက်ကွက်မြင်ရပါတယ်အမြင်မှအထင်မှောက်တမင်တကာလက်တလုံးကြီးဝတ်ပြီးတော့ attention ရှာတာလည်းမဟုတ်ပါဘူးရှင်နောက်ပြီးတော့ဒီလိုမျိုးဝတ်ပြီးတော့လည်းရင်းမြင်တော်ပုံလုံးဝလုံးဝမသွားခဲ့ပါဘူးသွားမယ်ဆိုလည်းဂေါ ောဘကတွေကလုံးဝလုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။ဒီကကြတော့ဒီရသေးတောင်ဘက်အချမ်းကပေါ့နော်။ Husky Queen ကိုတွားတဲ့အချိန်မှာဝှက်ထားလိုက်တာပါရှင့်။အဲနောက်ပြီးတော့ဖနက်စည်းလို့ရလားဆိုပြီးတော့မေးထားတဲ့ကိစ္စလေးပေါ့နော်မုတ်ဦးကြော်သွားပြီဆိုလို့ရှိရင်ဖနက်စည်းလို့ရပါပြီရှင်နောက်တစ်ခုကဒီကြိုက်တီယိုဘေးရပုံမှာသွားတာဘေးဒုက္ခဝင်ဝစ်ပြီးတော့မှသွားတယ်ဆိုတော့သူလည်းရှိတယ်ပေါ့နော်ဒီကြိုက်တီယိုဘေးရဘေးဒုက္ခဝင်ဝစ်တယ်ဆိုရှင်ခွင့်မပြုဘူးလားရှင် ကြိုက်တိဥဘုရားဟိုဒီနတ်ဒီဝါဒီအပေါင်းနေဒီဂောပကတွေကဘေတော့ဝစ်လာခွတ်မပြူလားရှင်အဲ့ဒါလေးလည်းမေးပြကြပါအောင်လို့နောက်တစ်ခုကဒီခေါင်းရုံကလက်သွားရင်ဝတ်တဲ့ခေါင်းရင်းဆိုပြီးတော့မှပြောကြရလဲရှိတယ်ရှင်စေတနာနဲ့ပြောတယ်ဆိုတာလဲဒါခံစားမိပါတယ်ဒါပေမဲ့အချို့ကြတော့နိမ့်နိမ့်နန္နာပေါ့နော်အဲ့လိုမျိုးလေးပြောချင်တာလေးရှိတယ်ရှင်အဲ့တော့ကလက်သွားလို့ရှင်ရောဒီလိုခေါင်းဝင်ဝတ်ပြီးတော့မှသွားကြလားပေါ့နော်ဒါပေမဲ့ကလက်မှာတော့တေးကြအဲ့လိုလေးတော့မဝေးကြဘူးပေါ့နော်ကလက်သွားရင်ဝတ်တယ်လို့ပြောတဲ့ ကလပ်ပိုင်းဝတ်တဲ့ဝတ်စားလို့ပြောတဲ့တဇူရဲ့ဖျားပုံမှာဘေးတော့ကြီးဝတ်ပြီးတော့သွားတယ်ဆိုရဲတဇူရဲ့အိုင်နက်ဆူကိုမေးပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်နောက်တစ်ခါလည်းအထင်မှအမြင်မှဖြစ်စေမှမျိုးလေးတို့ကျေးဇူးပြုပြီးတော့မှတက်နိုင်အောင်ရှောင်ပေးပါမယ်ရှင် တော့เนาะကိစ္စတစ်ခုခုကိုเนาะတည်တည်ကြာကြာမကြည့်ဘဲနဲ့ဒါသူများကိုအတင်းဝေဖန်ကျင်ကြတဲ့သူတွေကြည်ထားเนาะမြန်မာမိန်းကလေးတယောက်ဖြစ်ပြီးတော့เนาะဒီလိုမျိုးလက်တလုံးနဲ့တော့ဖះဖို့ဘယ်သူမှမတက်ဘူးလို့တော့ထင်တယ်ရှင့်ကြိုက်တီးဟုဖះဆိုတာလဲเนาะဒီခောဘကအဖွဲ့ကြီးရှိမှာပဲရှင့်ရွှေတကူလိုမျိုးဖះပေါ်မှာတော့เนาะအောက်မီအတူအင်ကြီးလဲဟိုက်ဒိုဘာရုံနဲ့ဒါတက်လို့မရအောင်เนาะခောဘကအဖွဲ့ကြီးတွေ့ရင်လဲเนาะဒီလိုမျိုးမပေါ်တပေါ်တွေဝက်စားစင်နေဆိုလို့ရှင့်လဲเนาะဒါအဖမ်းခံရမှာရှင့်အထက်ဗီဒီယိုဖိုင်မှာဆိုလို့ရှင့်လဲเนาะဒီမြန်မာစုံတဲ့တတွဲကเนาะဖះပေါ်မှာတော့မနော်သူတို့တွေကလုံးဝကိုတိတ်ခါမ ဆောင်သီးနိုင်တော့ဖြစ်နေကြတာရှင့်တော်လေးရှောက်ဖို့ကောင်းပါတယ်ရှင့်ဒါကမြန်မာစုံတွဲတွေပဲဖြစ်ပါတယ်ရှင့်ဒီလိုမျိုးဖရားရဲ့ရင်မြင်ပေါ်မှာနော်အဲ့လိုမျိုးလှုပ်ဖို့နေနေနော်နန်းနဲ့ပါညာဆိုလို့ရှိရင်တော့မှဒါငရေကြီးပါတယ်ရှင့်မြန်မာလူမျိုးဖြစ်နေတဲ့အတွက်နော်ဒီလိုမျိုးလှုပ်တဲ့အရာကလုံးဝတိတ်ခါလဲကြတယ်ရှောက်ဖို့လည်းကောင်းပါတယ်ရှင့်တဲဟုကန်ဒီဒီလောက်ထိများတာနော်မနေနိုင်ရင်လည်းအယူသွားကြပါဘောနော်ဖရားပေါ်ထီတော့အဲ့လိုမျိုးမဖြစ်သင့်ဘူးရှင့်လှုပ်တဲ့အကောင်ရောခံနေကောင်မရောလုံးဝကိုအသီးစိတ်တတ်မရှိဘူးရှင့်တော်လေးကိုဒါမှုန်နေကြတာပဲဖြစ်ပါတယ်ရှင့်ဒီဗီဒီယိုလေးကိုလည်းကြည့်ကြည့်လိုက် ကြရအောင်နော်ဆိုဆိုပါတော့ကျွန်မဗီဒီယိုဖိုင်တခုတွေ့လိုက်တယ်ပေါ့နော်တော်တော်ကြီးကိုဆိုဆိုဝါဝါရုပ်ရုပ်မှမှပတ်ပတ်ဆက်ဆက်ရိုင်းရိုင်းဆိုင်ဆိုင်ပေါ့နော်ကန်းကုံအောင်ကိုခွေးဆက်ခင်ကန်းကုံအောင်ကိုအောက်တန်းကြတဲ့ဗီဒီယိုဖိုင်ပေါ့နော်တခါမှလည်းမလောက်တီမတွေ့ဘူးကဘာကြီးကတ်ဆိုင်တာကဘာကြီးပြတ်တာလည်းမပြောနဲ့အဲ့ဒီလူတွေခွေးဆက်တွေခင်းပြီးလူအသိဉာဏ်မရှိတော့တဲ့ခွေးနဲ့တောင်နှိုင်းလို့မရတဲ့လူတလိမ့်ဆန်နေ ရှိနေလို့ဒီလိုမျိုးကဘာကြီးကန့်ဆိုင်တယ်ကဘာကြီးပြက်ရတယ်ဘလောက်လဲစိုးရတယ်ဆိုမှကျမပုံပုံတင်ပေးထားတယ်ကြည်လိုက်ဖယားပရဝုံတွင်းမာတယ်မဟုတ်ဘူးเนาะဖယားရဲ့ဒီဇီးဒီဖယားရှိတွတ်တယ်မှာကိုလူအသိစိတ်မရှိတော့လူအသိညာမရှိတော့လှုပ်တယ်လူကလည်းလှုပ်တယ်ခံတယ်လူကလည်းခံတယ်เนาะဗုဒ္ဓဘာသာလို့ထင်တယ်ကျမတော့ကျမအထင်တော့သူများတော့အဲ့လိုလုံရဲမဲ့ ဒီပုံဒီဗီဒီယိုဖိုင်ကိုကြည့်မိတဲ့တွေလည်းကြည့်မိကြနိုင်မယ်ဒါကြီးကိုအကုန်လုံးဘယ်မြို့ဘယ်ဒေသဘယ်နေရာမှာဆိုတာကိုတေချာတိတိကျကျဖော်ထုတ်စုံစမ်းပြီးတေထန်းတော်ပြီးတင်တယ်ကျမအနေနဲ့ပြောရရင်ကျမတို့မြန်မာဗုဒ္ဓဘာသာတွေရောအာလုံးဂုံတိတ်ခါကြာစင်ရတယ်မြန်မာပြည်လည်းအရှိရရတယ်ဂုံတိတ်ခါတွေဒါကြာစင်ရတလောင်ကြီးကြတော့တလိမ့်ဆန်စိတ်ပေါင်နေပြီဟိုလူစိတ်မရှိတော့ဘောနော် အစေးတွေမြန်ကြောင်းနေသလားဘောနောဟိုမူယူမူယူနေလို့တောင်တလူလုံးမှာမို့မြန်မာဗုဒ္ဓဘာသာဆိုရင်အခုဟာကြီးကဟိုလိန်စိတ်မှုန်နေတာကြီးကအချိန်ကြီးကတဖက်ကန်းကိုကန်းကုန်နေပြီအဲ့တော့ဒါကြီးကိုတေးတံပေးတင်တယ်ပပတ်ဆက်ဆက်ကိုထောင်းချပြီးရိုက်နှက်ပြီးတော့ကိုအဲ့တော့တေချာစုံစမ်းပြီးဖော်ထုတ်စေချင်ပါတယ် ါးလေးကိုသိရလို့ရေဘယ်မျိုးဘယ်ဟာဘယ်ဒေတာဆိုတာဖော်ထုတ်ပြီးတော့သက်ဆိုင်ရာကိုအကြောင်းကြားစေချင်ပါတယ်ဒါဟိုအဲဒီဗီဒီယိုရိုက်တဲ့လူကိုဟိုမေးမြန်ပြီးတော့စုံစမ်းပြီးတော့ဗောနော်အဲ့လိုမျိုးတော့ဖြစ်စီခြင်းနဲ့ဒါကြီးကနောင်နာနောင်သားတွေမြင်လဲမတင့်တော်သလိုအခုလဲဘလို့မှဒါဘဲပါတာမြင်မြင်မတင့်တော်တဲ့အရာကြီးဖြစ်နေပါတယ်ရှင်အဲ့တော့ဒါလေးကိုတော့ များသိအောင် share ပေးပြီးတော့အများသိအောင်ဖော်ထုတ်စေချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ကျွန်မက Club Producer ကြာကြပါဘိုင်ဘိုင် အမွန်တကအမွန်နဲ့မှာနော်ဒီအမွန်ကလုံးဝအောင်ကြောက်ရွံ့အကောင်းဆုံးပဲရှင့်လူသူမရှောင်တော့ဒါဖြစ်ပြက်နေကြတာရှင့်ဒီကိစ္စယူလက်သင့်ခံတဲ့မိမကိုလည်းနော်စဉ်းစားလို့မရအောင်ရှင့်ဇာလိဖြစ်တဲ့သူကတအားမွန်နေလို့သူ့မှာစိတ်ဆန္ဒပြင်းပြနေရဆိုလို့ရှင့်တော့မှာနော်ဒါမိန်းကလေးဘက်ကနော်စဉ်းစားတဲ့နဲ့ရှင့်မြမမိန်းကလေးတယောက်ဖြစ်ပြီးတော့နော်ဒါကိုလက်သင့်ခံတဲ့မခံတဲ့သူလည်းလုံးဝကိုမစဉ်းစားဘဲနဲ့နော်ဒါတော်တော်မှုံမြို့တော်တော်ဖြစ်နေရရှင့်တကယ်လို့ဖြစ်နေရဆိုလို့ရှင့်တော့နော်ဒီမှာတော့အဆင်မပြေဘူးဘယ်ဘယ်သွားမယ်ဆိုပြီးတော့ဒါချိန်လိုက်ကြပါတဲခုခန်းကြီးလည်းအများကြီးရှိတယ်လေနော်အဲ့ သွားကြပါဘောနော်အခုတော့မဟုတ်ဘူးနော်ကြည်ပါဦးရှက်ဖူးတော်တော်ကောင်းပါတယ်ရှင့်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်မိန်းကလေးလည်းဒီ view file လေးကိုကြည့်ပြီးတော့နော်ဘဝတူတာတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်ဒီလိုမျိုးမဖြစ်အောင်လည်းနော်ရှောင်ကျင်ကြပါရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်